မင်္ဂလာပါခင်ဗျာနာဆင်ခန်းစားနှလုံးသားတို့ channel မှာကြိုဆိုလိုက်ပါတယ်တနေ့တာရဲ့ပြင်ပမှုတွေကိုပြပြောင်းစေဖို့ရင်အိပ်ပျော်ဖို့ခက်ခဲနေကြတဲ့နာဆင်သူတော်ရရှင်များကိုလွယ်လွယ်ကူကူအိမ်မောကြသွားနိုင်စေဖို့ရည်ရွယ်ရေးသားထားတဲ့အရာဝင်ဝိထုတို့များကိုရည်သားဖက်ပြတင်ဆက်သူကျွန်တော်ယရနာဘုံချစ်ခဲ့ပါနာဆင်ခန်းစားရင်း ိမ်မောကြသွားအောင်ကိုညီပေးနိုင်တယ်။ကိုရံရေးအရာဝင်ဝိထုတို့များကိုရေးသားဖက်ပြတင်ဆက်ပေးနေတာမို့ကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော် channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ခင်ဗျာ။ဒီတစ်ခါမှာတော့မွေတော်ပန်၊နှွေတော်အိမ်လို့အမည်ရတဲ့အရာဝင်ဝိထုတို့ကိုနားဆင်ခံစားရမှာဖြစ်ပါရယ်ခင်ဗျာ။ဒီဝိထုတို့ဟာရွေးထွေးတဲ့ဖွားအိမ်မှာရှိတယ်။ နင်းစီစပယ်မြက်လေးခတ်တာတခွာတရုပ်စကားပန်းအမျိုးမျိုးသောပန်းရနံတွေနဲ့တင်းထုံနေတယ်ပန်းဥယင်လေးအတွင်းပန်းဖွင့်ကလေးတွေရဲ့အလှတရားကိုခံစားရင်းအေးချမ်းချမ်းဖြတ်တန်းချိန်ကုန်သွားတဲ့အကြောင်းကိုစိတ်ကူးရင်ပုံဖော်ရေးသားထားတာဖြစ်ပါရဲ့ခင်ဗျာနားဆင်သူဟာပန်းဖွင့်ကလေးတွေရဲ့ မွေရင်နှံတွေကိုခံစားမိပြီးတဏိတာရဲ့တောကတွေစိုးရိမ်ပူပန်မှုတွေစိတ်ပင်ပန်းနှံတဲ့မှုတွေကိုအချိန်တိုင်းတာတစ်ခုအထိမေးပြောင်ရင်းပန်းမွေရင်နှံတို့နဲ့တင်းထုံနေပြီးတာယာလှပလုံးနဲ့ချစ်ချင်းမြတ်တာတရားတွေနဲ့ပြည့်နှက်နေတယ်အဖွားရဲ့ပန်းဥရင်တွေကိုကိုယ်တိုင်ရောက်ရှိသွားသလိုခံစားမိလာမှလည်းဖြစ်ပါရဲ့ခင်ဗျာဆိုရင်တော့ကရီကင်းစင်ပြီး အေဂျင့်လှပလို့ ਨੇ ပန်းဦးရင်လေကပန်းပွင့်ကလေးတွေရဲ့ပန်းပွင့်ပုံတရံပန်းပွင့်ကလေးတွေရဲ့လှပတဲ့သူရောင်အစင်းပုံတရံတို့အပြင်ဝိထုရဲ့အဆုံးသက်မှာတော့အဖွာဖြစ်သူ ਨੇ ညီဖြစ်သူတို့နှစ်ဦးကြားကနှွေးထွေးတဲ့ချစ်ချင်းမြတ်တာတန်ရောစင်ကိုပါနာစင်သူတော်တာရှင်ရင်နဲ့တပြေးပြေးချင်းခံစားဝင်ရောက်လာတဲ့အထီး ျွန်တော်ဖတ်ပြတင်ဆက်ပေးမှာမို့နားဆင်သူအနေနဲ့အိတ်ဆက်ဖို့အဆင်သင့်ဖြစ်နေပြီဆိုရင်မျက်လုံးလေးများကိုအသာလေးမိတ်ထားပါပြီးတော့အသက်ကိုတစ်ဖြည်းဖြည်းချင်းပုံမှန်လေးရှူပါနားဆင်ပါခံစားပါအိတ်ဆက်အနာယူပါမွေတော်ပန်းမွေတော်အိမ် ကျွန်တော်နေထိုင်ရာမြို့ပြ၏လူထုထက်မွန်းချက်လွန်လာသောလူနေမှုဘဝတွင်မရနိုင်သည့်ကျယ်ဝန်းလွတ်လပ်ပေါ်ပါသောအေးချမ်းမှုသည်ဤနေမျိုးကလေးရှိကျွန်တော်အဖွားအိမ်တွင်သာရရှိနိုင်လေသည်။နှွေထွေမှုတို့ဖြင့်ပြည့်နှက်နေသော အဖွားအိမ်သည် အဖွားဖြစ်သူစိုက်ပျိုးထားသည့်ပန်းရနံ့များစွာဖြင့်လည်းတင်းထုံနေတတ်လေသည်။ အခံပတွင်တကားမသည် လာယောင်ဖြာချနေသောအိမ်ရှိခြံဝန်းကျဲအတွင်ရှိအဖွားဤပန်းဦးရင်လေးတို့ကျွန်တော်ငေးကြည့်မိသည့်အခါစပယ်ပန်းရနံတို့တင်းထုံမွေးပြန့်နေသောညလေးပြေကိုကျွန်တော်ခံစားမိလေသည်ယနေ့ညတွင် စပယ်ပန်းရနံသည် ပိုး၍ပင် မွေးပြန့်နေသည်ဟုကျွန်တော်ခံစားမိလိုက်သည် ထိုကြောင့်ပင်ကျွန်တော်သည်အဖွားအိမ်ရှိခြံဝန်းအတွင်ကပန်းဦးရင်အတွင်သို့ဖနက်မပါခြေပလာဖြင့်ကဘာမြေကြီး၏အေးများမှုကိုခံစားရင်းရောက်ရှိကြလေသည်ဆန္ဒလာမင်း၏တိမ်မွေးစွာဖြာကျနေသောအေးများသည့်ဘောငွေအောင်သည်ခတ်မိန်မိန်ခတ်တဲ့တဲ့ပင် ဖြစ်တော်လဲ ညလီပြင်းနဲ့အတူ ရိန်ွယ်ကခုံကပန်းဖာတာစကားဖြင့်ဒီတိုစကားပြောနေကြဟန်သူသည်ပန်းဥယင်ပဝင်းခြင်းကုန်မူပြက်ပြက်သားသားရှုမြင်ခံစားနိုင်လေသည် အဖွားနေမလာသည်မီးအလင်းရောင်ကြောင့်လဲဖြစ်ကောင်းဖြစ်လေမည် ခြံဝင်းသို့အဝင်အေဤတောင်ဘက်တွင်စိုက်ဖြိုးထားသည်အမျိုးအစားမတူကြသည်နင်းစီယုံများရှိလေသည်ပင်စီပေါ်တွင် အကိုင်းခံမပြဘဲတပွင်ချင်းပွင့်နေသည်နိုင်ငံသားမျိုးနင်းစီပင်များအပြင်ခြုံထားနေသည်မြမမျိုးရင်းနင်းစီယုံခပ်ပူပူခတ်တီတီຫນွေနင်းစီတို့လည်းရှိလေသည် နှလုံးသွေးရောင်ညီဆွေးသည်ထိုနှင်းစီပန်းတို့သည်အယောင်ပို၍လာတကဲ့သို့အပွင့်ရွယ်စားလဲပို၍ကြီးကြတော်လဲကျွန်တော်သည် ကျွန်တော်ဘွားတယူတရားစိုက်ပျိုးထားသည်မြမမျိုးရင်းနှင်းစီယုံကိုပို၍နှစ်သက်ပါသည်အစုံလိုက်ပွင့်တော်ခပ်ဖြော့ဖြော့အနီရောင်ရှိသည်မြမမျိုးရင်းနှင်းစီသည် အကိုင်းခတ်တော် ဝေဖြာရှက်တန်းနေသည်ဖြစ်ရာအပင်ဆိုသည်ထက်ခြုံနှင့်ပို၍တူသည်သို့သောအယောင်သွေးအဖျင်းမြမမျိုးရင်းနှင်းစီသည် အနှဲငယ်ဖြော့တော်လဲ၎င်းနှင်းစီပန်းရနံသည် ပို၍နူညံ့ထုံတင်းလျက်ကြာရှည်ခံလေသည်ပွင့်ချက်တို့အထထတချက်နှင့်တချက်စင်ကား ထက်ခါပွင့်သောနှင်းစီပန်း၏ပွင့်ချက်တစ်ခုစီတိုင်းတွင်မတူညီသောပုံပြင်တစ်ပုဒ်စီရှိကြလျက်နှင်းစီပန်းသည်ချစ်ချင်းမြတ်တာကိုကိုးစားပြုသည်ဟုအဖွားပြောပြသည်ကိုကျွန်တော်အမှတ်ရမိပါသည်နှင်းစီယုံအနီးသို့ကျွန်တော်တိုးခတ်သွားသည့်အခါအဆုပ်လိုက်ဖူးပွင့်နေကြသည်ပန်းသွေးနှုတ်ရောင်နှင်းစီပန်းတို့သည်လာရောင်ဖြင့် ဝင်ကြွားလှပနေလေသည်နင်းစီပန်းရနန်းသည်နူးညံ့စွာတင်းပြန့်ချူဤလျက်လက်ရကန်းအကွာခံမှပင်ထိုမွေးရနန်းကိုကျွန်တော်ခံစားရှုရှာရလေသည်ယိုဒန်တရှာဝန်းရံကာကွယ်ထားသည့်စူးများကြောင့်ပင်နင်းစီပန်းသည်လှပယုံသာမကရဲရင်သည့်သဘောလဲရှိသည်ဟုကျွန်တော်ထင်မိသည် ပွင့်ချက်တိုင်းတွင်လိုအပ်ချက်ကိုစီရှိကြသည်နင်းစီပန်းများအလုံးအဖွားအိမ်ဤတောင်ပန်းဝါချံစီရိုးတလျှောက်လုံးတွင် စပယ်ပန်းယုံများစီလျက်ဆိုင်ပြိုးထားလေသည်အရွယ်စိမ်းများကြာအဖြူရောင်ဆင်းရှိသောစပယ်ပန်းကလေးများပွင့်နေကြသည်မှာအာကာပြင်လွာထက်ရှိကျဲတာယာများနှင့်ပင်စင်တူလေသည် စပယ်ယုံဤသို့ကျွန်တော်တိုးသွားပြီးနာလှပစွာပွင့်လန်းနေသောဖြူစင်နွံ့နယ်လွန်လာသည်စပယ်ပန်းလေးအားခူးယူလိုက်သည့်အခါရေလွန်လာသည်တိမ်မွေသောစပယ်ပန်းရနံတို့ကျွန်တော်ထံပါသို့ကပ်ပါလာလေသည်ဖြူပွေးတန်းစင်သောအသွေးရောင်နှင့်ထိရက်စရာမရှိအောင်နူးညံ့မွေးကြိုင်သောစပယ်ပန်းပွင့်နုနုလေးအား ကျွန်တော်လက်ဖဝါးထက်တွင် တင်ထားမိရင်ကျွန်တော်ငယ်စဉ်ကအဖွားတီဆိုပြလေရှိသည် စပယ်ပန်းငယ်ကနှင်းစီပန်းအားမိကုံမေးမြန်းသည့်တခြင်းအားတတိတရာရှိမိပြီးပြုံးမိပါသည်ဝါစီယိုစပယ်ယုံအစုံခက်လန်းလန်းတွင်မျက်လေးပန်းယုံရှိသည် အကိုင်းခက်တို့ပိုရေရှည်လျားပြန့်ကားလျား အယိုင်ဆန်ဆန်ခြုံထနေသောမြက်လေးပန်းသည် စပယ်ပန်းကဲ့သို့ဖြူနှင့်မနေပဲဖြူဖြော့ဖြော့အယောင်ရှိပြီးပွင့်ချက်တို့သည်လည်းပို၍တွေလျားရှိလျားကြလေသည်စပယ်ပန်းကဲ့သို့ရင်တသားသားနှင့်ထုံနေအောင်မွေးသည်မဟုတ်ဘဲအနှဲငယ်ပေါ်ပါပြည်လျော့သောမြက်လေးပန်းရနံသည် အာယုံဦးဤအမှတ်တညာပင်ဖြစ်သည် ထိုကဲ့သို့ဥယျာဉ်တစ်ခုတည်းတွင် အတူတကွရှင်သန်နေကြတော်လဲအစင်းတဒံမွေရဏံတို့မတူညီကြသည်ကိုတတိထားမိသည့်အခါထိုသို့အသွေးရောင်ကွဲပြားခြားနာကြခြင်းကပင် လောကကဘာကြီးကိုအယောင်သွေးပုံမှုဆုံးလင်းလာပါစေသည်ဟုသောအတွင်ကျွန်တော်တွေးမိပါသည်

ုံမိုးနေကြလေသည် တနည်းတခါယခုကဲ့သို့တကူလာတာတကြံဤသည့်အခါတိုင်းအရွက်တို့ပင်မမြင်ရအောင်တပင်လုံးရွှေဝါရောင်ပတောက်တို့လှိုင်းနေအောင်ပွင့်တိုင်းကျွန်တော်ဘွားသည်ပျော်မဆုံးတပြုံးပြုံးရှိတတ်ပြီးပတောက်ပန်းတွေကတနည်းမှတခါတခါမှတကူတလာပဲပွင့်တာပွင့်ပြီးရင်လဲ ကြာကြာမခံကြဘူးဒါပေမဲ့ဝေနေတုန်းလဲမှုေးတယ်ကျွေသွားလဲမှုေးတယ်တစ်နှစ်တခါသူ့အချိန်ရောက်ရင်တော့အချိန်မှန်ပွင့်ကြတယ်လောကရန်တွေအခက်ခဲတွေဘလို့ပဲကြုံကြုံအချိန်တန်တော့လဲပျော်စရာဆိုတာအဖွားတို့စီရောက်လာတာပါပဲပရောင်ပန်းတွေတစ်နှစ်တခါချိန်တန်ရင်ပွင့်ကြတယ်လို့ပဲ အဖွားတို့ဘဝမှာလဲပျော်စရာဆိုတာအချိန်တန်ရင်တော့ရောက်လာတာပါပဲတီးခန့်ဆောင်စားဖို့တော့လိုတာပေါ့ဟုပရောင်ပန်းပွင့်တိုင်းပြောလေရှိလေသည်အတာမိုးပြင်းနေတူပရောင်ပန်းတို့ပွင့်တိုင်းတချံလုံးပရောင်ပန်းရနံဖြင့်ထုံသင်းမွေးကြိုင်နေတတ်ပြီးရင်내အေးချမ်းသွားစေနိုင်စွမ်းသောပရောင်ပန်းရနံသည် အဖွားအိမ်ဝန်တစ်ချံလုံးသာမကနှစ်အိမ်ကျော်သုံးအိမ်ကျော်အထိပင် ပြန်လွင်မွေးထုံနိုင်လေသည် အပင်ခြေရင်းရှိပရောင်ရွက်ကြွေတို့ကို တွေ့ရသည့်အခါခလီဘောဟာနွေရာသည့်ကြောင်းပိရများတွင်အဖွားအိမ်သို့ကျွန်တော်ပြန်လာသည့်အခါနှွေဦး၏လေယူအတုတ်တွင်ကြွေကြလာသည့်ဖရောင်ရွက်ကြွေတို့ကို ြေသူမခမီအပြေးအလွှားလိုက်ဖမ်းခဲ့ဘူးသည်အမတ်တရာတို့အားပြန်လေတတိယမိလျက်ငယ်ဘဝတို့အလွမ်းသည်ကျွန်တော်ရင်နေတိုးဝင်လာလေသည်ထိုပရောင်ပင်ရှိလောင်းရိပ်လွတ်သည့်နေရာတွင် ခတ်တာပန်းပင်များကို အဖွာစနစ်တကျစိုက်ပျိုးထားသည့်အားကျွန်တော်တွေ့ရသည်စိမ့်ဖန်ဖန်အရွက်ဖားဖားများကြားရေရင်ဝင်ကြွားစွာပွင့်ပူနေကြသည်ဆဲလဲပုံတရန်ခတ်တာပန်းဖြူဖြူတို့ညာလီပြင်းနှင့်တူညင်သာစွာရိမ့်နှဲ့နေကြသည်ကိုကြည်နူးစွာငေးကြည့်မိရင်ထူပန်းပင်များအားအဖွာတယူတရား ခရူးဒီဇိုင်းစိုက်ပျိုးထားခြင်းဖြစ်သည်ကိုကျွန်တော်ခံစားမိပါသည်ပွင့်ချက်ထိပ်ဖျားတို့သည်ရှက်သွေးဖျားနေကြသကဲ့သို့ပန်းသွေးရောင်နုနုရှိကြပြီးတပြေးပြေးချင်းပန်းနုရောင်လွင့်ပြဲကပွင့်ချက်အရင်တွင် စင်စွဲရောင်တို့ပြောင်းလဲသွားသည်ခတ်တာပန်းရနံသည် ထုံတင်းသည်မဟုတ်ပဲ ဝင်ကြွားဟန်ရှိလျား ရှူရှိုင်းမိသူရင်နဲ့စူးကနေမွေသည်မွေရနံမျိုးဖြစ်ပြီးညာနဲ့လာသည်နှင့်အမျှမွေရနံသည် ပိုး၍အာကောင်းကြိုင်လိုက်လာတတ်သည်ကိုကျွန်တော်သတိထားမိသည်ပန်းကလေးများသည်နုနယ်လာတော်လဲမာတော်မြေလွာပင် မတားစီနိုင်သည်အလားတရာတို့ဖြင့်ခတ်တာပန်းသည်ကြံတန်းသည် ရာသီဥတုအခြေအနေမျိုးစုံကိုအန်တူလျက်ပွင့်ဖူးနိုင်ကြလေရာထိုခတ္တာဘန်တို့အားအဖွာသည်အခက်ခဲများကိုငြင်းမြန်စွာတောင်းခံလျက်ရင်ဆိုင်ရှင်ပြိုင်အနိုင်ယူသည်ပုံမြင်များပြောပြသည့်အခါတိုင်းခိုင်းနိုင်ပြောပြလေရှိသည်ထိုကြောင့်ပင်လေနှင့်တူနှွေရင်းနေကြသည်ခတ္တာဘန်များကိုကျွန်တော်ကြည့်မိရင် ကျွန်တော်တို့ခေတ်သစ်လူနေမှုဘဝဤရှင်သန်ရန်ယုံခံနေကြရသည့်အခက်ခဲများကြားတွင်မိမိယုံကြည်ချက်ကို မြဲမြံစွာစုပ်ကိုင်လျက်ထိုအခက်ခဲများမိမြပင်ကြမ်းတမ်းခက်ခဲသည့်ဖြစ်စေကမူအလွယ်တကူအရှုံးမပေးဘဲကြိုးစားရင်ဆိုင်ကြော်လွားရမည်ဟုသောခွန်အားကိုကျွန်တော်ခံစားမိသည် ရဲရင်ဝန်ကြွားဟန်ဖြင့်ဖိုးပွင့်နေကြသည်ခတ်တာပန်းတို့အလွန်အမျိုးအစားသွေးရောင်ကွဲပြားစုံလင်စွာပွင့်ဖူးနေကြသောမာနာကင်းနင်းစီပန်းတို့နှင့်မျက်နှာချင်းဆိုင်ခြံဝန်းမြောက်ဖက်ထောင်တွင်မူတရုတ်စကားပင်ရှိလေသည်ကျွန်တော်မှတ်မိသည်များထိုတရုတ်စကားပင်သည်ပန်းတုံးသွားသည်ဟု၍မရှိ ဥရုသုံးပါဆက်နေရသည်လုံးမွေးရနံတို့တင်းပြန်နေအောင်ပွင့်ကြလေသည်လက်ရှိတွင်လည်းအစုံလိုက်အခိုင်လိုက်ပွင့်လျက်ရှိသော စကားပန်းဝါဝါတို့ဖြင့်လှပတင့်တယ်နေသည်တရုပ်စကားပင်ကို လာရောင်အလင်းအောက်တွင်မြင်ရသည်ကစိတ်နှလုံးသားကိုအေးချမ်းစေလေသည် ကျွန်တော်ကလေးဘဝတလျှောက်အဖွားကျွန်တော်တို့အားနားထောင်၍မငြီးနိုင်သည်တထောင်တညာပုံပြင်များ ပြောပြလေးရှိခဲ့သော ထိုတရုပ်စကားပင်အောင်ရှိတစ်သားကွက်ပစ်ပေါ်တွင်ကျွန်တော်ထိုင်လိုက်မိသည်လာရောင်ဤအေးမြမှုကိုခံစားနေရင်ပန်းပွင့်ဤပွင့်ပတ်အရင်တွင် တမြေမြေအဝါရောင်တန်းနေလျက် လိမ့်နေသောဖြူဖြော့ဖြော့ပွင့်ပတ်အနာတို့ရှိသည်တရုတ်စကားပန်းမှတင်းပြန်လာသည်ချိုဤကြိုင်တင်သောပန်းရနံကိုကျွန်တော်စိတ်လက်ဤစီစွာရှူရှိုင်းခံစားနေမိသည်ထို့နောက်ွက်ပြစ်ပေါ်တွင်ကျွန်တော်ကြောခင်းအိတ်လိုက်ပြီးနောက်ညလီပြေနုနုအေးအေးနှင့်တူလှုပ်ရင်းနေကြသည် တရုတ်စကားပန်းပင်ဤအကိုင်းခတ်များကြားမှတစဉ်မိုးသားကောင်းကင်ထက်တွင်အေးချမ်းစွာထွန်ပါနေသောတော်ရာလာမင်းကိုဆိုရင်တော်ကကင်းစွာငေးကြည့်နေမိသည်ရှင်တရုတ်စကားပန်းပင်ဤ ြာထွက်နေကြသော အကားရခက်အချို့တွင် အဖွားသည်တစ်သားနှင့်ပြုလုပ်ထားသည့်တစ်ခွာပန်းအိုးများချိတ်ဆွဲစိုက်ပျိုးထားသည်သည် ဖြစ်ရာထိုတစ်သားပန်းအိုးများထဲတွင် ပန်းတို့၏အရှင်သခင်ပန်းမင်းသမီးဟု တင်စားခေါ်ဆိုကြသည်တစ်ခွာပန်းတို့သည်နန်းထိုက်တော်ဝင်သည့်ဟန်ပန်ဖြင့်ရှင်သန်နေကြလေသည် အပွင့်တရံအပွင့်အယောင်တွေမတူကြသည်ကို ကြည်ချင်းအဖြစ်အဖွားသည်မျိုးစိတ်မတူကြသည်တစ်ခွာပန်းပင်တို့အားတကူးတကားပင် ရှားပွေစိုက်ဖြိုးထားသည်ကိုတည်နိုင်လေသည် ထိုတစ်ခွာပန်းပင်တို့ဤမြမောင်အမိများကိုသာမကယုတ်ခဗေဒအမိတို့ကိုပါ အဖွားဖြစ်သူသည်ကျွန်တော်ကို အခါအားလျော်စွာ ပြောပြလေရှိသည့်တိုင်အောင်ကျွန်တော်မမှန်မီပါပန်းပွင့်အရွယ်အစားကြီးမားလျက်တောက်ပါသည့်အသွေးရောင်ဖြင့်တပွင့်ချင်းမော်မော်ကြွားကြွားပွင့်နေသည့်ကတလီယာတစ်ခွားတစ်မျိုးကိုသာကျွန်တော်မှတ်မိပါသည်တစ်ခွားပန်းအိုးမှထိုးထွက်၍လေထဲတွင် တွဲလောင်းကြနေသည့်တစ်ခွားပင်ဤဖျောင်းလက်တံတစ်ချောင်း နေရာလက်မရှိအောင်အဆုလိုက်ပွင့်နေသည်ဗေဒာယောင်တစ်ခွပန်းသည်လှလွန်လေသည်ချယ်ရီယောင်အစင်းရှိပြီးချယ်ရီပန်းနှင့်ခတ်ဆင်ဆင်တူသည်တစ်ခွပန်းမျိုးစိတ်လည်းရှိလေသည်တစ်ခွပန်းတို့သည်တစ်လွင်တောက်ပါဆိုပြေသည်အသွေးယောင်ဒူမဒူထူးခြားစမ်းကြဲသည်ပွင့်ဖက်ပွင့်ချက်ပန်းပွင့်ပုံတရား ပကြီးစရာအနုစိတ်ချေမုံထားတကယ်တို့၂ယောင်၃ယောင်အယောင်အတွဲဆက်လိုက်ဖက်လျက်ခူးယူလိုသည့်စိတ်ဆန္ဒကိုနှိုးစွာလုံစော်နိုင်သည့်ယူပါယုံစွမ်းအားရှိကြတော်လဲစပေပန်းနှင်းစီပန်းတို့ကဲ့သို့သောမွေးရနံမရှိဘဲပန်းရနံကင်းမဲ့ကြလေသည်ကျွန်တော်သည်တိခွာပန်းချစ်သူ အဖွားဆိုင်ပြိုးထားသည်အဝါယောင်အနီယောင်ပန်းသွေးယောင်ခရမ်းယောင်ဘီဒါယောင်ပလဲယောင်အယောင်သွေးစုံလင်လာသည်တိခွပန်းတို့၏ညှို့ငင်မှုအောက်တွင် အချိန်အတော်ကြာသည်အထိရင်မျောခံစားနေမိသည် ချိုခိုင်းမာပင်အိမ်ရှိရာဘက်မှာဖြင်းညင်းတိမ်မွေးညင်သာသောအဖွားခြေတန်တဲတဲနှင့်အတူကျွေပစ္စည်းနှစ်ခုပုတ်တိုင်းမိသည့်အတန်ခတ်တို့တို့ကိုကျွန်တော်ကြားလိုက်ရသည်လက်ဖက်ချောက်ခတ်ထားသည့်အငွေတထောင်းထောင်းထားနေသောရင်ရွေးထဲ့ထားသည့်ကျွေခွက်နှစ်ခွက်ကိုကရင်ကျွန်တော်စီတပြေးပြေးရှောင်းလာသည့်အဖွားသည် ကျွန်တော်ဘေးတွင်ထိုင်လိုက်သည့်အခါကျွန်တော်သည်ကြောခင်လဲအိတ်နေရာမှထလျက်အဖွားလက်ထဲကကြွေခွက်တစ်ခွက်ကိုလှမ်းယူလိုက်ပါသည် ပရေတို့တွန့်နေပြီဖြစ်တော်လဲအဖွားဤအပြုံးသည်ဟိုးယခင်ချိန်ကာလများစွာကကဲ့သို့ပင်ချူတာစေနှွေထွေစေလက်ဆက်စေအေးမြစေပင်ဖြစ်လေသည်ထို့နောက် လာရန်အောက်တွင်ညာလီပြင်းနှင့်အတူအဖွားနှင့်ကျွန်တော်သည် အငွေတထောင်ထောင်ထားနေသည့်လက်ဖက်ရည်ဤအပူချိန်အတန်းငယ်အေးလာသည်ကိုစောင့်ကြားရင်းအဖွားဆိုင်ပြိုးထားသည့်ပန်းပင်တို့ဤအလှတရားကိုငြိမ်သက်စွာခံစားနေမိကြလေသည်ထို့နောက်လက်ဖက်ရည်နှွေးကိုကျွန်တော်ပထမတငုံတောင်းလိုက်သည့်အချိန်တွင်ကျွန်တော် အကျဉ်းတထောင်မကနားထောင်ပူပြီးသားဖြစ်သည်အဖိုးနှင့်ဖွာမိခဲသူတွေးဆောင်ခဲ့ကြသည်ဟုသော မပြောင်းလဲသွားသည့်ပုံပြင်ဟောင်းကို အဖွားသည်ကျွန်တော်အားစတင်ပြောပြလေတော့သည်သို့တော်လဲအဖွားပြောပြမည်ထိုချစ်ပုံပြင်ဟောင်းကိုပင်ကျွန်တော်သည်ဘယ်သောအခါမှနားထောင်၍ ရိုးဤသွားသည်ဟု၍မရှိပဲယနေ့ညတွင်လည်းပထမကြိမ်နားထောင်ရသည်တကယ်သို့ပင်နူးညံ့နှွေထွေးသောအတန်ဖြင့်အဖွားပြောပြမည်ထိုချစ်ပုံပြင်ဟောင်းကိုနားထောင်ရန်အသင့်ဖြစ်နေလေတော့သည် ခံစားနာစင်အားပေးမှုအတွက်ကျေးဇူးထူးတင်ရှိပါရယ်ခင်ဗျာ။